အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ပြည်ပနိုင်ငံတွေကိုရောက်ရှိနေတဲ့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ကျမရေးဝန်ကြီးဌာနနဲ့ပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုဟာမြန်မာနိုင်ငံအတွင်းကိုပြန်လည်ရောက်ရှိနေပြီးမြေပြင်မှာပြည်သူတွေနဲ့အတူတူတိုက်ပွဲဝင်ဖို့ရှိနေတယ်လို့ပြောကြားလာတဲ့သတင်းမှာ ်ပြည်သူတွေနဲ့အတူတိုက်ပွဲဝင်ဖို့အတွက်ပြင်ရောက်လာပြီလို့ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကပြောကြားခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရရဲ့သတင်းထုတ်ပြန်မှုသတင်းစာမျက်နှာဖြစ်တဲ့ PVTV မှာဖော်ပြထားပါတယ်။စကားစအခက်ຫນွေဦးတော်လိုင်းရဲ့အချက်ပြည်သူအတွက်ကျွန်တော်ပြင်ရောက်လာတာပါ။ပြည်သူတော်လိုင်းရေးမှာပြည်သူနဲ့အတူရှိရမှာကျွန်တော်ရဲ့ခံယူချက်ပဲဖြစ်ပါတယ်။ပြည်သူနဲ့အတူနေအတူသောအတူစားအတူတူတိုက်ပွဲဝင်ဖို့အစဉ်နဲ့ရှိပါတယ်လို့ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။ဒေါက်တာဇော်ဝေစိုးဟာ စုံမထိုင်းကျောင်းနယ်မြေတွေမှာရှိတဲ့ PDF တွေကိုလိုက်လံတွေ့ဆုံပြီးဒရန်ရရဲဘော်တွေကိုကြည့်ရှုစောင့်ရှောက်မှုတွေပြုလုပ်ပေးနေတယ်လို့ PVTV မှာဖော်ပြထားပါတယ်။ဆရာနာရှင်အောက်ကအလုံးစုံလူမျိုးရေးတိုက်ပွဲမှာမြမသမိုင်းမှာဒီတစ်ချိန်ဒီတစ်ခါပဲရှိမဲ့တော်လိုင်းရဲ့အဆုံးသက်တိုက်ပွဲမှာပါဝင်ကြပါလို့ဖိတ်ခေါ်လိုပါတယ်။ ငါတို့အသွေးသားအသက်သွေးနဲ့ဆက်လက်စံစားခြင်းတွေနဲ့လွမြောက်တဲ့အေဂျင်အသားရတဲ့တရားမျှတမှုရှိတဲ့ Federal Democracy နိုင်ငံကိုတည်ဆောက်ကြဖို့အတွက်ပါဝင်ကြပါဆံလော်ကြပါတိုက်ပွဲဝင်ကြပါလို့ဖိတ်ခေါ်အပ်ပါတယ်လို့လည်းဒေါက်တာဇော်ဝေဆိုးကပြောပါတယ်ဆက်လက်ပြီးသူက ပါဝင်ကြဆွန်လကြတိုက်ပွဲဝင်ကြဖို့ဖိတ်ခေါ်ပါရယ်တော်လိုင်း CDM ကျမရေးစောင်းလျှောက်သူများပြည်တွင်းပြည်ပကျမရေးစောင်းလျှောက်သူများအားလုံးကိုဒီနေရာကနေပါဝင်ဖို့ဖိတ်ခေါ်ပါရယ်ကျွန်တော်တို့ကိုယ်တိုင်အမြေပြမာရောက်ရှိပြီးတိုက်ပွဲဝင်နေပါရယ်အယိုးနဲ့ထိခိုက်ဒဏ်ရာရခွဲစိတ်မှုတွေအုံလုံးနဲ့အာရုံကြောခွဲစိတ်မှုတွေအခြေခံစိပညာသင်ကြားမှုတွေစုံမှုဒေတာတွေမှာပါဝင်လှူဆောင်နေကြပါရယ်အထုကုပညာတွေကိုလည်းစတင်သင်ကြားပေးနေပြီဖြစ်ပါတယ်လို့ပြောပါရယ် ။ပြည်ပနိုင်ငံတွေကိုရောက်ရှိနေတဲ့အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေကိုပြည်တွင်းပြန်လာကြဖို့ယာယီသမရဒူဝါလက်ရှိလာကဖိတ်ခေါ်ထားပါတယ်ရှင်။ကျမနန်းရွယ်ပါ။